ော့စတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျဉ်းများဖြင့်တော့တီးခံခြင်းလို့နားလည်ထားကြပြီသားပါအဲ့လိုတီးခံနိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြီးပွားကြောင်းချမ်းသာကြောင်းကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကတီးခံခြင်းမင်္ဂလာဒီနေရာမှာဥယျာဉ်တို့ခန္တီကိုအဓိဝါဒနာလို့အဓိဝါဒနာဆိုတာက ဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုလာတယ်ဆိုလို့ရှိရင်ကိုယ့်အပေါ်မှာပဲတီးစေတာ။ तू ကပြောလာလို့ကိုကပြန်ပြီးတော့ပြန်လှန်ပြောမယ်။ तू ကပြုလာလို့ကိုကပြန်လှန်ပြီးတော့ပြုမယ်ဆိုလို့ရှိရင်အဲ့ဒါကိုယ့်အပေါ်မှာတီးစေတာမရောက်ဘူးပေါ့။ဟုတ်လား။ဒါကြောင့်ကိုယ့်အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတဲ့အရာတွေကာယကံမှုဝစီကံမှုတွေနဲ့လွန်ကျူးလာပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုက တီးခံဖို့ကြိုးစားအားထုတ်တာပြန်လှန်ပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအားထုတ်တာဟုတ်လားအလွန်မှဟိုကြင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကိုယ့်ကိုစောစောကားကားပြောလာတာပြုတ်လာတာကိုဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုတ်ဘဲနဲ့ကင်ပြောပါစေပြုတ်ပါစေလို့ခေါင်းငုံပြီးတော့တီးခံနိုင်ဖို့ဆိုတာပေးတဲ့ပေါင်းတော်ကောင်တို့မလွယ်ပါဘူး ဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲကြိုးစားပြီးတော့အထောက်ကြရမယ်ကျင့်သုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာနော်ဒါကြောင့်ပြည်တော်ပေါင်းတော်ကောင်းတို့ဒီနေရာမှာတိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာဖြစ်ရသလဲစဉ်းစားကြရတယ်ရှိတယ်တိခန့်ခြင်းဟာမိမိသူတော်ဘာနှစ်ဦးသားအကျိုးတရားတွေကိုအများကြီးရှိသေးတယ် နော်တိခဏလိုက်ခြင်းအဖြစ်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်တိခဏလိုက်ခြင်းအဖြစ်ကို့အတွက်လည်းပဲငင်းအေးရာငင်းအေးကြောင်းကျင့်300ရောက်တယ်သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးကြောင်းကျင့်300ရောက်တယ်ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ခန္တီပရမန္တဘောတိတိခာဆိုပြီးတော့မြတ်စွာဘုရားကဒီခံရင်းသည်အကျင့်ကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာ ဟုတ်ရဲ့လားဒါကြောင့်ပြည်တော်ဘောင်သူတော်ဘောင်တို့တော့မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမျက်မထွက်စေဘဲနဲ့တိခဏနိုင်တဲ့အလေးချင်းကိုကြိုးစားပြီးတော့အားထုတ်ကြရမယ်ပေါ့ဒီနေ့မှာဦးရှင်တို့အေဂုတ်တော်ပါဠိတော်မှာတိခဏခြင်းသည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်တိမခဏခြင်းကတော့ဆန့်ကျင်ဘက်အပြည့်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြည့်လေးတွေကိုဦးရှင်တို့နားလည်ထားဖို့တော့လိုမယ်ဗျာဘာကြောင့်လဲဆိုတော့ ဒီမခံလို့ရှိရင်ဒီမခံလို့ရှိရင်အပြစ်တွေရှိတယ်။ဒီခံမဲ့ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်ဒီခံခြင်းနဲ့စိတ်တွေကတော့ပိုပြီးတော့များလာမှာပဲ။ဒါကြောင့်ဒီခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလိုဒီမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်တွေကိုလည်းနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကဒီမခံမှုဆိုလို့ရှိရင်တဲ့ဘာဖြစ်လာနိုင်တော့ဆိုတော့ ဘဟုနောဇနတအပိယဟောတိအမနာဘောတဲ့။ညာစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကိုကိုရရှိလိုက်မယ်။ဟုတ်လားကိုကတိမခံနိုင်မှုထစ်ကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်။ဘာလေးမှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုန်းလေးရင်ကို ကိုခံရလိမ့်မယ်။တကယ်လို့တီးခံနိုင်မယ်ဆိုရင်တော့စန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြင့်နှုံးမှုကိုကိုရမယ်ပေါ့ ါလည်းပဲဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ဟိုတိမခန့်ချင်းရဲ့အပြစ်တပါးကိုပြောတိုင်းပြောတိုင်းတိခန့်ချင်းရဲ့အကျိုးကျေးဇူးကိုလည်းဆန့်ကျင်ဘက်အနေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရဲ့လားအေးတိမခန့်လို့ရှိရင်ဘ ഹു နောဇနတအပိယဟောတိအမနာပုံလူတွေရဲ့ချစ်ခင်နဲ့တမှုမျက်နှာမှုကိုမရနိုင်ဘူးတဲ့ဒါလည်းမကဘူးတဲ့ဝေရဘ ഹു လောစာဟောတိဝိဇ္ဇဘ ഹു လောစာဝေရဘ ഹു လောရံများတယ်တိမခန့်လို့ရှိရင် ဟုတ်လားတိခံမှုစွမ်းအားနေတဲ့ပုဂ္ဂိုလ်ဟာယံများတယ်ယံများလို့ရှိရင်ဒါဖြည့်စင်ရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခံမယ်ဆိုရင်တော့ယံမများဘူးပေါ့တိခံလိုက်ခြင်းအဖြစ်အခြေအခြေမငိမ့်မွေတွေဖြစ်เสียရမရှိဘူးပေါ့နောက်ပြဒနာအားလုံးကိုအခြေအမြစ်ကစပြီးတော့ဖြည့်ရှင်းရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်တိမကံလို့ရှိရင်နံပါတ်၄ယံများတယ် ပြီးတော့ဦးဇင်းတို့ဝိဇ္ဇဘဟုလို့တဲ့တိမခံလို့ရှိရင်အပြစ်လဲများတယ်တဲ့ဟုတ်လားကိုကတိမခံနိုင်တော့ဒေါသအလဲရောက်မပြောတင်တာတွေကိုပြောမိသွားတယ်မလုပ်တင်တာတွေကို လုပ်မိသွားတယ်အဲ့ဒီမှာဦးဇင်းတို့ပြစ်ဆုံးပါမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ်ဆိုကြပါစို့ရာဇဝမှုတွေလွန်ကျူးမိတဲ့အထိအပြစ်တွေကြီးမယ်ဆိုရင်တော့အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ် ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲအေးဒီအပြစ်တွေများလို့ရှိရင် တချို့အပြစ်တွေကြီးလွန်းတဲ့အခါကျတော့ဟောတန်တရားမှတောင်မှပေးဆက်ရတဲ့အနေထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကပြီးမခံလို့ရှိရင် အပြစ်လည်းများတယ်ရံများတာနဲ့အပြစ်များတာနဲ့မတူဘူးနော်ရံများတာကတော့ဒီပစ္စုပန်မှာဆင်းရဲဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်ထွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့ เนาะအပြင်းများတယ်ဆိုတာကြတော့ပြစ္ဆုတ်ပန်ဆင်းရဲတယ်မကဘူးတန်တရာဆင်းရဲကိုပါကြောက်เสียအနေထားရောက်သွားတယ်ဒါကြောင့်တိမခံလို့ရှိရင်အပြစ်လည်းပဲများတယ်တဲ့ဒါတွေမကဘူးတဲ့တံပုံလောကာလံကရောတိနော်တိမခံလို့ရှိရင်တေဂာနီးမှာတွေ့တွေ့ဝေဝေဆင်းနေရပူပူလောင်လောင်တရားတဲ့တဲ့ကိုကဘဝတစ်လျှောက်မှာတိမခံမှုတွေနဲ့ပဲနေလာတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အဖြစ်တွေ ကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်တေဂါနီးမာလည်းပဲဒီကိစ္စတွေကအကြောင်းအကျိုးဆက်ပြီးတော့နောက်ပူပူလောင်လောင်ဆင်းနေရဲ့နောင်တတရားတွေနဲ့နောက်တေလမ်းမဖြောင့်မှုဆိုတဲ့အတိတ်ဝင်ပေါ့ဟုတ်ရလားဒါကြောင့်ပြီးမှခံလို့ရှိရင်နံပါတ်၄အပြည့်ကတေဂါနီးမာဆင်းနေရဲ့တရားတဲ့တဲ့ဒါတွေမကဘူးတဲ့ဆင်းနေရဲ့တေသွားပြီဆိုရင်တော့ဆင်းနေရဲ့တေတဲ့ပုဂ္ဂိုလ်ရဲ့လာရဖြစ်တဲ့ နောအပါယံဒုက္ကတိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်။ဘလုံးတရားမှဆင်းရဲတဲ့နောအပေလေးပါးကိုရောက်သွားနိုင်နေတဲ့။ဒါကြောင့်ပြည့်တော်ကောင်းသူတော်ကောင်းတို့ဒီမခံလို့ရှိရင်ဒီအပြင်၅မျိုးရှိတယ်။နံပါတ်၁လူမုံများမယ်။နံပါတ်၂ရံများမယ်။နံပါတ်၃အပြင်များမယ်။နံပါတ်၄တေဂာနီးမှယုံညံ့စွာတေရလိမ့်မယ်။ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်။ ဒီအဓိကဉာဏ်အားဖြင့်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလားဒီနံပါတ်1လူချင်းလူခင်ညာပေနံပါတ်2ရံမများဘူးနံပါတ်3အပြစ်လည်းမများဘူးနံပါတ်4သေကနင်းမှကြည်ကြည်လင်လင်ချမ်းချမ်းသာသာပေးရလိမ့်မယ်နံပါတ်5ကြည်ကြည်လင်လင်ချမ်းချမ်းသာသာသိရတဲ့ပုံကိုယ်ဒီလားရရောက်ရအောင်မြတ်တဲ့ဘဝတွေကိုရနိုင်တယ်။ဒါကြောင့်တတ်နိုင်မယ်များဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုဒီခံခြင်းအားဖြင့် နော်ကြော်လွှားနိုင်ဖို့မလိုဘူးလားလောကကြီးမှာတော့ဒီခံနိုင်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့ဘဝမှာ မတွေ့ဘဲနေမှာမဟုတ်ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမှဆိုအစင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့နေ့စဉ်နဲ့အမြအနေနဲ့အများဆိုလို့မတွေ့ရဘူးလားတွေ့ရမယ် အဲ့ဒါကိုကိုကတီးခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတမျိုးဖြစ်မယ်ဟုတ်လားအာဒါကိုငါတီးမခံနိုင်ဘူးအရာရာကိုတီးမခံမှုနဲ့ပဲဖြေရှင်းမယ်ဆိုရင်အဖြေကတမျိုးထွက်သွားပဲဟုတ်လားတွေးတာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူးဒါပေမဲ့ရင်ဆိုင်ဖြေရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူးဟုတ်ရလားဒါကြောင့်ပြည့်တဲ့ဘောတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလေအောင် ဖြည့်ရှင်းနိုင်ဖို့လိုတယ်။ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့နတ်မြတ်စွာဘုရားဟောပါတယ်။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ပေကြီးနေတရားတစ်ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်။အဲ့ဒီထဲမှာမင်္ဂလတုတ်ကိုဆရာဘုရားကြီးကအကျင့်တဝန်းဖွင့်ဆိုပြီးတော့ရေးထားတယ်။အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေသဘောင်တတော်ကောင်းတို့ကိုပြောပြတာပါ။ဟုတ်လား။ ဘုရင်တို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလာတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်တတရားနာတာနဲ့သိပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဘုရင်တို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမနေမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်အဲ့ဒီတည်းမှာဆိုတော့ဘုရားကြီးကတိခဏ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဘုရင်တို့တရားမင်းရဲ့အကြောင်းကိုပြောထားတယ်ဘုရင်တို့သက္ကတာဝကတန်ရုပ်ပါဠိတော်မှာ နဝေပစိတိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်။အဲ့ဒီတုတ်တံမှာဘာဆိုထားတော့ဆိုတော့ဘုရင်တို့တာဝရိမာရီနဲ့အတူတာတို့ဟာမကြာခဏဆစ်ဖြစ်ကြတယ်လို့ဆိုတယ်။တခါတည်းရမှာအတူတာတွေကနိုင်တယ်တခါတည်းရမှာတာဝရိငနာကနိုင်တယ်။ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူး။အဲ့ဒါတစ်ချိန်မှာတော့ဝေပစိတိအတူရိကြီးကနော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့။အဲ့ဒီဝေပစိတိအတူတာကို တရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့ဖမ်းလာပြီးတော့သူ့ကိုနော်ချင်းနှချောင်းလက်နှချောင်းခေါင်းနော်ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုတယ်အဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပုပ်ပုပ်ပြီးတော့တင်း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 သွားတယ်လို့ဆိုတယ်ဟုတ်လားတော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော်တရားမင်းကကောင်းတယ်တကယ်လဲတရားမင်းကကောင်းပါတယ် ကောင်းတယ်လို့အမှန်တိုင်းပြင်ရင်အဲ့ဒါကရော့နေတယ်တိတ်ပြီးတော့ပြဿနာမရှိဘူးအဲ့ဒါလို့တုံတောင်ပြီးတော့ကြာမင်းကဘယ်မှာထားတော့ဆိုတော့ဒီသူဓမ္မဇေယျရဲ့အပေါဝါမှာသူ့ကိုတုံထားတာပေါ့အဲ့ဒါအဲ့ဒီဝိပစီတိအတူတည်းကလည်းလုံးဝမကြောက်ဘူးအဲ့ဒါကြာမင်းကဒီဇေယျထဲကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဖော်တွေနဲ့လှုပ်ရှားရှိတဲ့လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှန်မှုဒီဓမ္မယုံထဲကိုသွားလာနေတယ်အဲ့ဒါတော့တိုင်းလာတိုင်းဒီဝိပစိတ်တိအတူတာကအမြဲတမ်းဆဲတယ်တဲ့ ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့တရားမင်းကဘာမှပြန်မပြောဘူးတဲ့ဒါ तू နိုင်လို့တုတ်ထားတဲ့သူ့ရဲ့အကျဉ်းသားပဲသူ့အကျဉ်းသားကသူ့ကို ပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူးသူ့ကိုတုတ်မထားရင်မဖြစ်လို့သာ တုတ်ထားတဲ့အနေထားပဲအဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့မတလိကဂျားတဲ့ကလည်းမခံနိုင်ဘူး မခံနိုင်တဲ့အခါကျတော့တရားမင်းကိုမေးတယ်ရှင်တရားမင်းတဲ့ဒီလိုဆဲနေတာကိုမကြဘူးလားအဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့တီးခံနေတာဟာကြောက်လို့တီးခံနေတာလားဒါမှမဟုတ်သူ့ကိုရင်ဆိုင်နေတဲ့အားမရှိလို့တီးခံနေတာလားတဲ့ဒါမေးနေရရှိတယ်နော်တချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့ အခုချိန်တော့မရှင်းနိုင်လေးကိုကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကို သိလို့တီးခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့တီးခံနေတာလားတဲ့ဒါမှမဟုတ်အားမရှိလို့တီးခံနေတာလားတဲ့အဲ့လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့တီးခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့တီးခံနေတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအောင်မရှိဘူးတဲ့ဟောလူဆိုတာဉာဏ်ကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရလားအေးပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအောင်မရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတလိကဘာပြန်ပြောတော့ဆိုတော့တရားမင်းနဲ့လူမိုက်တယ်ဆိုတာဒီခံနေလို့ရှိရင်ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွက်ကြောင့်အများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်ဒါကြောင့်တီးခံနေလို့မဖြစ်ဘူးလူမိုက်ဆိုတာဓာန်နဲ့ပဲတန်တယ်လို့ပြောတယ်ယုဒိယစင်သားရဲ့တော့ပိသက်ပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချရတယ်လို့ထင်ရရှိရနော်ဒါကလည်းပဲလောကအမြင်လောကရှုထောင့်ကနေကြည့်ပြီးတော့မာတလိကံပြောတာဖြစ်မှာပါ ဲ့ဒါလိုပြောတဲ့ခါကျတော့ကြားမင်းကဘာပြန်ပြောတော့ဆိုတော့ပတ္တလီတဲ့အင်းလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင်ကိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်ငြိမ်ချမ်းချမ်းဖြစ်အောင်တည်ဆောက်ပြီးတော့နေခြင်းတည်ပင်လေအဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်တယ်တဲ့တရားမင်းရဲ့စကားကအလွန်လေးနက်တဲ့တဲ့ကြောင့် ့ဟာကိုလွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဘူးဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခဲစစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရနိုင်မယ်ဟုတ်ရဲ့လားသူကလက်ခံတယ်ဆိုတာပေးတဲ့ရင်နားလေမှလက်ခံလို့ရတာလက်မခံဘူးဆိုတာက နားမလည်သေးဘူးဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းထင်တယ်ဟုတ်ရဲ့လားအေးခုတရားမင်းရဲ့စကားတွေကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်စရာအကြောင်းမရှိဟုတ်လား တလူမိုက်ကိုဒံပေးမှ လူမိုက်ဟာငြိမ်ပဲလို့မတတိကပြောတာအဲ့တော့သကြာမင်းကဘလို့ပြန်ပြောတာအဲ့တော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတာလို့သူကပြန်ပြောတာအဲ့လိုပြောတာကို မတတိကလက်မခံ လက်မခံမနဲ့သူကဘာပြောလဲဆိုတော့ကြားမင်းတဲ့တီးခံခြင်းမှာ ကျွန်ုပ်ကတော့ အပြစ်တွေပဲမြင်တယ်တဲ့။နောက်တီးခံရတာကောင်းကိုမကောင်းဘူးလို့မြင်တယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့တီးခံပြီဆိုလို့ရှိရင်လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့။ဒါကြောင့်တီးခံတာကောင်းကိုမကောင်းဘူးတဲ့။ဒါပေတဲ့တော့အဲ့ဒါကိုသဘောကျလား။ ဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်เนาะအဲ့ဒါလိုပြောတဲ့ခါကျတော့ကြကြမင်းကဘာပြောတော့ဆိုတော့မတတိတဲ့ငါကိုကြောက်တယ်လို့ထင်ရင်လဲထင်တဲ့เนาะမထင်ရင်လဲနေဘယ်လိုပဲထင်ထင်ထင်ရင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလဲနေအားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လား အားရှိပါလေနဲ့အားမရှိတာအားမရှိတဲ့လူကိုတီးခံရတာအလွန်မမြတ်တယ်။ဘာကြောင့်လဲဆိုတော့လောကကြီးမှာများသောအားဖြင့်တီးခံနေကြတာဟာအားမရှိလို့တီးခံနေကြတာများတယ်တဲ့။ဟုတ်လား။ငါကတော့သူ့ကိုနိုင်နိုင်တဲ့အစွမ်းရှိပါလေနဲ့အားရှိပါလေနဲ့ငါတီးခံနေတယ်ပေါ့။တရားမင်းကအဲ့ဒီမှာသူပါဆက်ပြောတော့ဆိုတော့လူမိုက်တေရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့။ဟုတ်လား။အမြဲသောတာကိုထိမ့်သိမ့်ပြီးတော့ ပြီးခံနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးသက်ပေါင်းတော်ောင်းတို့အကျေတဝန်ပြောစရာအလွန်ကောင်းတယ်ဗျဟုတ်လားလူမိုက်တို့ရဲ့အားဟာတကယ်အားအစဲမဟုတ်ဘူးတဲ့ပြီးခံရင်ခွန်အားတည်တာနဲ့တကယ်အားဖြစ်တယ်တဲ့အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကို့အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်တယ်တဲ့ဒါကိုပေးသက်ပေါင်းတော်ောင်းတို့ နားလေစေရအလွန်ကောင်းပါတယ်ဗျာနော်တစုံတရာကကိုယ့်အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင်ကိုအမျက်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကို तू ကမတည်ပဲနေမှာမဟုတ်အဲ့ဒါဒီပဲနဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူးရုံမှမှုတွေဖြစ်မလာဘူးသူ့ကိုရက်ဆိုင်ရာရောက်တယ်။ तू ကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင် तू ကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်လျာဒီပြင်းမှမှုတန်လျာဟာအဆုံးမှာမဟုတ်ဟုတ်ရလား။ သူကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့သူကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်တရားကြီးဟာလဲနေတော့မှာဟုတ်ရဲ့လားသူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူမကောင်းခြင်းဒီငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့တို့သူမကောင်းတာကသူမကောင်းတာငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားမယ်ဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူမကောင်းတာကိုမကောင်းတာနဲ့မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင် ဒါမကောင်းတဲ့စက်ကြီးလဲဖို့အတွက်ကိုကအာမပေးတော့ဘူးမကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက်ပြုတ်လို့ရမရောက်ဘူးလားအေးအဲ့ဒါဒီပဲလေကိုရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်မတလီတဲ့လောကကြီးမှာအမြင့်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမြင့်ထွက်တဲ့လူဟာအဲ့ဒီရှေးအမြင့်ထွက်တဲ့လူတွေကနောက်ကလိုက်ပြီးတော့အမြင့်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်တော့ငါထင်နေတဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လား အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဗါတဲ့လို့ရုံမာတယ်လို့ငါထင်နေတယ်။ဘာကြောင့်လို့ဆိုတော့သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလျက်ကင်နေ။ဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်တင်ခံတာဟာဒါကိုအလွန်မှမိုက်မဲရာရောက်တယ်။ဟုတ်လားကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ ဘဝနဲ့ရင်းပြီးတော့ကိုယ့်ရှေ့မှာလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတတ်တဲ့အရာမျိုးကိုကိုယ်ကဆက်ပြီးတော့လက်သင်ခံမယ်ဆိုရင်သူ့ထက်ကိုယ်ကပို့ပြီးတော့မိုက်မဲရမရောဘူးလားအေးဒါကိုပြောတာနော်တုံ့ပြန်အမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လိုမိုက်တော့ဟူ၏ဆိုဟုတ်လားနော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေကနဲ့ ဟုတ်လားဒီလိုဒေါသမျိုးသူ့လမ်းစဉ်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင်ကိုကမိုက်ရမှာမဟုတ်လားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့သူအမြင်ထွက်တာကိုကိုကအမြင်မထွက်ဘဲနဲ့သီးခတ်နိုင်မယ်ဆိုရင်တော့သင်္ကာမေဇိတိဒုစရအလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမင်းရဲ့ဟုတ်လားပေးတဲ့ပေါင်းတော်တော်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူးဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲနိဟုတ်လား အေးအဲ့လိုဆိုရင်အောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်နေဆိုတာဘာလဲနော်ဒီခံနိုင်ခဲ့တဲ့အရာကိုဒီခံလိုက်နိုင်တာဟာအောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တာပဲဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ဘောင်းတော်ကောင်းတို့တရားမင်းကဗာလိတော်ဆက်ပြောထားတဲ့ုံတော်တော့နော်အဲ့လိုဒီခံတဲ့ပုဂ္ဂိုလ်က မိမိအတွေ့ရောသူတော်ဘာအတွေ့ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲမိုက်မဲတဲ့လူတွေကဒီသီးခံတဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ဘောင်းတော်တို့သီးခံခြင်းတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဟုတ်ရဲ့လားအလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်ဒါကြောင့်သူတော်ကောင်းကြီးတွေက နော်စကပုံလေးတစ်ခုရှိတယ်မို့လားတင်းကြီးခံနိဗ္ဗာန်ရောက်ဟုတ်လားအဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တဲ့တင်းကြီးခံနိုင်လို့ရှိရင်ဘာပဲဖြစ်ဖြစ်တင်းကြီးခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်သီလတမာတိပညာနာခန္တီပရဏကာရဏနော်ကောင်းပြီဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာတိခန့်ခြင်းကိုအခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှဖြစ်နိုင်တာတဲ့ဟုတ်လား တိခဏ်ခြင်းဆိုတဲ့ပရဏာအကြောင်းတရားမရှိဘူးဆိုရင်တီလာလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူးအဲ့ဒီလောက်ထိတောင်ပေးတဲ့ဘောင်တော်ကလို့သဘောပေါက်ဖို့လိုရင်နော်အေးဒါကြောင့်တိခဏ်ခြင်းအကျင့်တရားကိုတတ်နိုင်တယ်များကျင့်သုံးဖို့လိုတယ်ဒါနဲ့ဘာတွေကိုတပြည့်လို့တိခဏ်ရမှာတော့ဘဝမှာဘာတွေကိုတိခဏ်ရမှာတော့အချင်းချုပ်ကလေးပြောမယ်ဗျာတိတ္တပုံနဲ့တံအေးကိုတိခဏ်ရမယ်အပူကိုတိခဏ်ရမယ် ဒါဒီခန္ဓာကိုယ်ကြီးဟာဒီရာသီဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရအောင်ကိုလာအေးလို့သာစိတ်တုံမဲ့ပူလို့သာစိတ်တုံမဲ့ဆိုလို့ရှိရင်ကိုဟာရင့်ကျက်ရမရောက်တော့ဘူးဟုတ်တယ်မို့လားဉာဏ်ကြီးရမရောက်တော့ဘူးကိုကစိတ်တုံလို့လည်းပဲအေးတာကြီးကပူမသွားသလိုပူတာကြီးကလည်းအေးသွားမှာမဟုတ်ဘူးဟုတ်ရလားအဲ့ဒီတော့သီးခံခြင်းအောင်ဖြစ်တာလေကိုဟာနားလေတဲ့လူရင့်ကျက်တဲ့လူအသိဉာဏ်ရှိတဲ့လူလို့ဆိုရမရဘူးလားဟုတ်တယ်ဒါကြောင့်အပူကိုတိခါရမယ်အေးကိုတိခါရမယ် နောက်ပြီးတော့ရိခိဆာယပိပါဒာယဆာလောင်မှုသိခြင်းကိုသိခံရမေးတယ်။ဟောခန္ဓာကိုယ်ကပြလာတဲ့ပြဿနာပါ။ဆာလောင်မှုသိတယ်ဆိုတာဒီတော့ပြောအောင်လို့ရှောင်လို့မရဘူးเนาะရှင်သန်နေတယ်ဆိုတာကအာဟာရတဲ့တွေကိုကုန်ခန်းစီရင်လောင်ကျွမ်းစီရင်ဖြင့်ရှင်သန်ရတာကိုအဲ့ဒီအာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့ဟုတ်ရဲ့လားဒါကိုစားလောင်လာလို့မှုတ်သိလာလို့ကိုဟာတိမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရရောက်မယ်ပေါ့ဟုတ်လားဒီနောက်ပြီးတော့ ဒန္တမကတဝါဒတပတ္တိတပတ္တဖတ္တနာမဲ့ချင်းရင်လေနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတိခါရမေတဲ့ဟုတ်လားလေပူတိုက်လာတဲ့နေတွေပူလာတဲ့ချင်းတွေကြိုးတွေတန်းနေပိုးကောင်မွားကောင်လေးတွေရှိတယ်ဟုတ်လားဒါတွေကိုလူ့ဘဝကြီးမှာရှောင်လွှဲလို့မင်းရောအဲ့ဒါကိုမလုပ်ရမလို့တိခါရပဲနောက်ပြီးတော့ဦးဇင်းတို့ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံ ပဝန်းကျင်ကကိုယ့်အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုလည်းပဲသိခံနိုင်ရပေတဲ့ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စမှာကြီးများဟုတ်ရလားပဝန်းကျင်ကကိုယ့်ကိုမကောင်းပြောလာတဲ့စကားအတန်တွေကိုဟာရှောင်လို့မရဘူးကိုယ်လည်းပဲသူများအကြောင်းပြောချင်ရင်ပြောသလိုသူများကလည်းကိုယ့်အကြောင်းပြောချင်ရင်ပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကိုလိုက်ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူး ဲ့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုတိခန့်ခြင်းအားဖြင့်သာလျှင်ဥမာချမ်းသာအောင်ကြိုးစားအထောက်ကျရမှာဟုတ်ရဲ့လားဒီနောက်ပြီးတော့ဘာကိုတိခန့်ရမှာလို့ဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနာတရိဋ္ဌိကာဏဝေဒနာနာတိဋ္ဌာဏခရဏကတုကာဏအတတနာအမနာပါနာပါဏဟရဏအဓိဝါဒကဇာတိကိုဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာမယ်အလွန်မှပြင်းထန်တဲ့ခါးသီးတဲ့ပူလောင်တဲ့ နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှာတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရဲ့လားပါဏဟရဏအသက်ကိုတောင်နှုတ်ယူသွားနိုင်ပြီးအထည်ပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုတရားတော်မတို့ဦးဇင်းရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာမှာဟုတ်လားပြလာမှာအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခံနိုင်အောင်ကြိုးစားရမယ် အဓိကနာကိုကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲဖြစ်စီအောင်ပါဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဿဘောတော်တို့မြတ်စွာဘုရားကတော့ဒေသနာတော်အတိအကျမှာအဲ့ဒီအချက်မြအဖြစ်အချက်၅ချက်ကိုတိခံရမယ်လို့ဟောထားတယ်နော် အပူအေးကိုတည်ခိုင်းရမင်းဆလာမုတ်တိတ်ချင်းကိုတည်ခိုင်းရမင်းကိုကောင်မွားကောင်လေးဘူးနေဘူးတို့ရဲ့တန်းကိုတည်ခိုင်းရမင်းနော်ဘဝင်းကျင်ကပြောလာဆိုးလာတာတွေကိုတည်ခိုင်းရမင်းခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုတည်ခိုင်းရမင်းအဲ့ဒါလို့ဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တယ်များကိုဒေါသမဖြစ်စေဘဲနဲ့ကြည်ကြည်သာသာနားလည်မှုအပြည့်နဲ့တည်ခိုင်းနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ် ဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တိခဏနိုင်ရင်မင်္ဂလာရှိတယ်